ျွန်တော်ပြောမှာအများဆုံးကံခဲ့ဖူးတဲ့ဖုန်းပေါ်တဲ့တစ်ခုကိုပြောပါဆိုရင် Samsung ရဲ့ Galaxy S series လို့ပြောလို့ရတယ်။ Galaxy S2 နောက်ပြီး Galaxy S4 ပြီးတော့ Galaxy S10 Plus ကိုကျွန်တော်ကြော်သွားတယ်ပြီးတော့ Galaxy S23 Ultra Galaxy S24 Ultra Galaxy S25 Ultra တောက်လျှောက်ကျွန်တော်ကံခဲ့တာပေါ့နော်။ဆိုတော့ဒီနှစ် Galaxy S25 Ultra ကလည်းကျွန်တော်ကံခဲ့တာကတစ်လကျော်ကျော်ဝင်ကျင်တော့အချင်း ရောက်သွားပြီပေါ့နော်ဆိုတော့ဒီတစ်လကျော်ကျော်အတွင်းမှာကျွန်တော်ဒီဖုန်းနဲ့ဗားရီအများဆုံးသုံးပြလဲအဲကျွန်တော် experience အတွေ့အကြုံတွေကိုကျွန်တော်ပြောပြဖို့အချိန်ရောက်လာပြီဆိုတော့ဒီနေ့ Galaxy S25 Ultra ဗားရီပုံမိုက်လာလဲဗားရီပုံတွတ်တက်လာလဲနောက်တော့အပြင်ကျွန်တော်အပြင်ပိုင်းအမြင်ရဒီဇိုင်းပိုင်းပြောင်းလဲသွားတာရှိမယ်နောက်ပြီးတော့ဒီနေ့လူပြောအများဆုံးကိစ္စတစ်ခုဖြစ်တဲ့ ဒီ S Pen မှာ Bluetooth ဖြုတ်လိုက်တဲ့ပြဿနာတစ်ခုရှိမယ်ပေါ့နော်။ဒီဇိုင်းပိုင်းပြောတဲ့ကိစ္စကတော့လူတစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းမတူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးပြောချင်မှရှိဘူး။ဒါပေမဲ့ဒီဒီဇိုင်းပိုင်းအပြောင်းအလဲအတဲကကျွန်တော်သေးသေးလေးတစ်ခုကိုသဘောကျအရှိတယ်။အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ display size ကပိုကြီးသွားတာ။ပိုကြီးသွားတာဆိုတော့ဗျမနစ်က Galaxy S24 Ultra နဲ့ရှင်းမယ်ဆိုလို့ရှိရင်0.1 inches တွေပဲပိုကြီးသွားတာ။ဒါပေမဲ့လက်ထဲမှာကျွန်တော်ကင်ပြီးသုံးရတဲ့အနေအထားအရပိုလဲကြီးသွားတာသိတာသလိုပိုလဲသုံးလို့ကောင်းလာတယ်။ပြီးတော့နောက်ထပ်တစ်ချက်ကသူ့ရဲ့ display ဘိုင်းမှာ အဲဘယ်ဖုန်းမှာမှမရသေးတဲ့တစ်ချက်ပေါ့နော်အရင်မှတ်တဲ့တစ်ချက်အဲ့ဒါကဘာလဲဆိုတော့ anti screen reflect display ကိုသူဆက်ပြီးတော့သုံးပေးထားတာပေါ့နော်ဒီတစ်ချက်ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်အဲအမှန်တကယ်ဆိုရင်တော့မနစ်ခတဲ့ကဒီ features ကဒီဟာပါလာခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်မနစ်တုန်းကဒီ Galaxy S24 Ultra ကိုစမ်းနေအချိန်မှာအလောက်ကြီးတတိမထားမိဘူးဒီနေ့ကျတော့ဒီဖုန်းကိုတေချာလေးစမ်းနေအချိန်ကျွန်တော်ခီးသွားပြတယ်ခီးသွားပြတာလဲအော်တိုမှာနေရတာများတယ်ဆိုတော့အော်တိုမှာတောက်လျှောက်စမ်းရင်စမ်းရင်၃ရင်၃ရင်နဲ့အဲ့ဒါကိုပို့ပြီးတော့သဘောကျသွားတယ်လို့လည်းပြောလို့ရတယ်နောက်ပြလက်ထက်မှာခံရတာမနစ်က Galaxy S24 Ultra နဲ့ရှင်းလိုက်မယ်ဆိုရင် Folding Grand ပို့ပို့သွားတယ်ဒီလိုပို့ပို့သွားရလဲ day to day usage မှာပိုသိတာရပါတော့နောက်ပြကျွန်တော်ခုနကပြောတဲ့ S Pen မှာဒီ Bluetooth ဖြုတ်လိုက်တဲ့ကိစ္စကိုတိုင်းလည်း ဒီ S ban ကိုကျွန်တော်လက်မှတ်ထိုးတာတုံးတယ်နောက်ပြီးတော့ schedule image မှာဟို pocket ရလျှောက်ဆွဲတာလောက်ကလွဲရင်အာကျွန်တော် bluetooth နဲ့ဓာတ်ပုံရိုက်တယ်ဆိုတာ၄၅လလောက်နေမှတော့တခါရိုက်ဖြစ်ရလားတော့မသိဘူးဗောနော်မရိုက်ဖြစ်တာများပါတယ်ဒါမှမဟုတ်လဲအာကျွန်တော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်မပါထက်ဆိုင်တော့ဒီဟာလေးကတော့ပါလာရင်ပိုကောင်းမှာအမှန်ပဲတကယ်တမ်းကျွန်တော်ခုနကပြောခဲ့လိုမျိုးပေါ့နော်ဒီတလကျော်ဝင်ခြင်းအတွင်းမှာဒီဖုန်းကိုကျွန်တော် primary device အနေနဲ့သုံးဖြစ်သွားတဲ့အခါဘယ်ဟာတွေကိုအဓိကသုံးဖြစ်လဲ ကျွန်တော်တို့အများဆုံးအသုံးပြတာကတော့ AI features ကိုအသုံးပြတယ်ဗျာအထူးသဖြင့်ဒီနှစ်မှာ upgrade ပို့ဖြစ်လာတဲ့ cycle to search ကိုကျွန်တော်ပို့ပြီးတော့အသုံးပြတာတယ်အာဒီနှစ် cycle to search ကလည်းအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲကျွန်တော် ပုံနေတင်ရှာလို့ရတာမဟုတ်တော့ဘူးတခြင်းနေလဲရှာလို့ရလာတယ်နောက် second ဘောကစာရုပ်လဲ translate လို့ရလာတယ်ဆိုတော့ကိုကဘာပဲသိချင်သိချင်ဒီ features ကတော့ကျွန်တော် day to day usage မှာအသုံးအများဆုံး features ပဲနောက်တစ်ခုတော့ seamless action across app ဆိုတဲ့ features ပေါ့နော်သူကကိုလုံးရမဲ့အလုံးနှစ်ခုကိုဒီပိုင်လေးလုပ်ပေးတဲ့ features ဆိုပြောလို့ရတယ်ဥပမာကျွန်တော်က YouTube ကြည့်နေတဲ့ travel vlog တစ်ခုကိုတွေ့ရပေါ့နော်အဲဒီကြည့်နေတဲ့ဒီ travel vlog video ထဲမှာသူကဘယ်နေရာတွေကို mention သွားလဲဆိုတာကိုကျွန်တော် note ထဲမှာ save map ဖို့လုပ်မယ်ဆိုရင် အဲကျွန်တော်ဗီဒီယိုအစားဆုံးပြအောင်ကြည့်ရမယ်ပြီးကျွန်တော်နှုတ်မှာတစ်ခါသွားပြီးတော့ရေးရမယ်အဲ့ဒါဥမာကျွန်တော်ကဒီဘေးဘက်က side button တွေကိုနှိပ်ပြီးတော့တခါတည်းအဲ့နှစ်ခုလုံးကိုပါဇက်နဲ့ command ပေးပြီးတော့ခိုင်းလို့ရတယ်ဒါဟာတော်တော်လေးမိုက်တယ်ဗျအချိန်ကုန်လဲအများကြီးတက်တာသွားသလိုတပြိုင်တည်းအလုံးနှစ်ခုလည်းပြီးသွားတယ်ပြေနောက်ထပ် now features နှစ်ခုအဲပထမတစ်ခုက now brief ပေါ့နော်အဲသူကကို brief လုပ်ပေးစေခြင်းနဲ့ app တွေနဲ့ချိန်ထားလို့ရတယ်ဥပမာအဲ habit သွားမလား wellness ဘက်သွားမလားဒါမှမဟုတ်ကျွန်တော် travel ဘက်သွားမလားတလို့စေသူကစပုံးကူလောက် ရှိတယ်ဒီထဲမှာတနေ့ကိုတနေ့တာလုံးစရာရှိတာတွေကိုမိုးလင်းကြတဲ့အတောက်လျှောက်သွား brief လုပ်ပေးနေမှာပြတ်သူ့အဆက်တုပ်ကလည်းအရန်လွယ်တယ်ကိုရဲ့ဒီ home secretary မှာပဲဝကြက်အနေနဲ့ထားမလားဒါမှမဟုတ်အဲ့ဒီဘေးက cyber တဲ့ကနေပဲဝင်ကြည့်မလားပေါ့နော်ဝင်ကြည့်လို့ရတယ် ပြီးတော့နောက်ထပ် now feature တစ်ခုကတော့နောက်ပါပေါ့နော်။သူကတော့ကို update ဖြစ်နေတဲ့ app တွေကို instantly ဝင်လို့ရအောင်လုပ်ပေးထားတာ။အဒီ app မှာဖြစ်နေတဲ့ update တွေကို lock screen တော့သူ့ရဲ့ဒီ notify bar တွေမှာပြပေးနေမယ်။ဥပမာကိုရဲ့ favorite အသင်းကို Google မှာ Google Spot မှာမှတ်ထားလို့ရတယ်ဗျာ။အဲ့လိုမှတ်ထားပြီးပြီဆိုလို့ရှိရင်တကယ်လို့ကိုရဲ့ favorite ဖြစ်တဲ့အသင်းဘောလုံးပွဲဥပမာပေါ့နော်။ဘောလုံးပွဲစပြီဆိုရင်ဒီဟာသူက now bar မှာအနေနဲ့ပြပေးမယ်။အပြီးတော့ကိုက now bar နေပြီးတော့အထက်ဝင်ဖုန်းသုံးနေပြီဆိုရင်လည်းအအသင်းရဲ့ရလက်ပေါ့နော်။ကံနေရဲ့ပွဲရလက်ကိုအပေါ်ကဒီ now bar လေး notify bar နေရာမှာ now bar ားလေးအနေနဲ့သူကဆက်ပြီးတော့ပြပေးနေမယ်ပြီးတော့ကျွန်တော်တချင်းတွေပါတယ်ဖွင့်လိုက်မယ်ဆိုရင်လည်း instantly ပေါ့နော်ဒီနောက်ပါနေပြီးတော့ကြော်တာတွေ post လုပ်တာတွေသုံးလို့ရမယ် လောလောဆယ်မှာတော့တပ်ပါတီ update အတွက်မရသေးဘူးဆိုပေမဲ့ Samsung ကတော့တပ်ပါတီ update နဲ့ပါအလုပ်တွဲလို့လို့ရအောင်လုပ်ပေးမယ်လို့ပြောထားတယ်။ဒါပေမဲ့ native update နဲ့တော့တော်တော်လေးစုံပါတယ်။ပြီးတော့ဒီ AI features အသစ်တွေအပြင်မှာ manage ခတဲ့ကရှိပြီးသား AI features တွေဖြစ်တဲ့ဒီ call assist တို့ chat assist တို့ပြီးတော့ write assist no assist တို့မျိုးပြီးတော့ browsing assist တို့မျိုး features တွေလည်းဒီတစ်လအတွင်းမှာကျွန်တော်ပို့ပြီးတော့သုံးဖြစ်လာတာကိုသတိထားမိရယ်။ရှင်းရှင်းပြောရရင်ဗျာ AI နဲ့ဒီဖုန်းကိုသုံးနေရတဲ့တောက်လျှောက်ကတော်တော်လေးဟိုအလုပ် ပိုလှုပ်ဖြစ်တယ်ဗျာလှုပ်လိုက်ရတဲ့နေရာမှာလည်းပိုပြီးတက်တောင်တက်တာဖြစ်လာတယ်ပြီးတော့ဒီတလကြော်ရဲ့အတွင်းမှာဒီဖုန်းနဲ့ကျွန်တော်ဘာတွေဆက်သုံးပြသေးလဲဆိုတော့ vlog ပုံစံ video လေးတွေလည်းဆန်းရိုက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တင်လို့မတင်ဖြစ်ပါဘူးအာဘာကြောင့်ဆန်းရိုက်ဖြစ်တာလဲဆိုတော့အချက်နှစ်ခုရှိတယ်ပထမသူ့မှာပါလာတဲ့ဒီ glossy log ကိုဆန်းကျင်တာရဲ့နောက်တစ်ချက်ကသူ့ရဲ့ AI features ဖြစ်တဲ့ audio eraser ကိုကျွန်တော်ဆန်းကျင်တာပုံမလေးလေးဝင်ခိုင်းရင်တော့ဒီ features နှစ်ခုလုံးကတတော်အမိုက်တယ်ဖုန်းတစ်လုံးမှာဗျာအဓိက log guide လို့ရတယ်ဆိုတာက share ထွက်ခဲ့တဲ့ဖုန်းတွေမှာလည်းကျွန်တော်တို့ တွေ့ပြီးသားပေါ့နော်ဒါထူးဆန်းတော့မဟုတ်ဘူးဒါပေမဲ့ ဒီဟာကို Samsung ကဘယ်လိုလုပ်ပေးလိုက်တာလဲဆိုတော့သူက lock နဲ့ပေးရိုက်တယ်ဒါပေမဲ့ color correct လုပ်မယ်ဆိုရင်ကျွန်တော်က one click လုပ်လိုက်တာနဲ့ color correct သူကလုပ်ပေးပြီးသားဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကဒီ vlog ရိုက်နေတဲ့အချိန်မှာဗီဒီယိုကြီးက color တွေ band တွေမှာတို့ lighting ကြီးလစ်နေမှာတို့ကျွန်တော် iron size ဆရာမလိုတော့ဘူးဗျာဒီ glassy lock နဲ့ရိုက်ပြင် color correct နဲ့ one click ဝင်ပြင်လိုက်အောင်ပဲထွက်လာတဲ့ reset ကလည်းဖုန်းတစ်လုံးကထုတ်ပေးရဲဆိုရင် reset ထက်အများကြီးပိုပါတယ်ပြီးတော့ audio eraser ဆိုရင်လည်းဒီအတိုင်းပဲကိုကြိုက်တဲ့ပုံအောင်ချင်မှာအဲ vlog ရိုက်လို့ရတယ်ဥပမာ shopping mall မှာရိုက်လို့ shopping mall ထဲမှာဖွင့်ထားတဲ့တခြင်းအတန်အကျဲပြီးတော့ကိုယ့်ရဲ့ video တွေကိုဝင်လာမယ် ယ်အဲ့လိုဝင်လာတဲ့အခါမှာကျွန်တော်ထုံးစံတိုင်း social media ပေါ်တင်မယ်ဆိုရင် copyright ဘာညာမိပါကြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ audio eraser ထဲမှာ music ကိုပြန်ဖြုတ်လိုက်အောင်ပဲနောက်အရင်စုနေတဲ့မျိုးလေကောင်ထဲမှာရိုက်မလားရိုက်ပြီးမှကျွန်တော်တို့ဒီ audio eraser ထဲမှာ noise ကိုပြန်ဖြုတ်လိုက်အောင်ပဲဆိုလို့ကျွန်တော်ကျွန်တော်ဗီဒီယိုတစ်ခုရိုက်ပြီးလိုက်တဲ့အချိန်မှာသူကဗီဒီယိုထဲမှာပါလာတဲ့အတန်တွေကိုအင်းအားစစ်တယ်စစ်ပြီးတဲ့အခါမှာ music voice noise စသဖြင့်ပေါ့နော်သူကအကုန်လုံးပြန်ခွဲပေးထားတယ်အဲ့မှာမှာဘယ်ဟာလေးတွေထည့်မယ်ဘယ်ဟာလေးတွေဖြုတ်မယ်ဆိုတာကိုလုံးလို့ရတယ်ဆိုတော့ဟို တော်တော်လေးကိုကြမ်းတယ်ပြီးတော့ထွက်လာတဲ့ result ကလည်းမိုက်တယ်ဆိုတော့ကျွန်တော်ပုံမှန်အရင်က vlog တွေအဲ့လို video တွေစမ်းရရင်ရဲဆိုင်ရရင်တော့မဟုတ်ပါဘူးရိုက်ရင် iPhone ကိုပဲသုံးဖြစ်တာအများကြီးပေါ့နော်ဒီတစ်ခေါက်မှာတော့ကျွန်တော် Galaxy S25 Ultra နဲ့တောက်လျှောက်ရိုက်ဖြစ်သွားတယ်အဲဒါနဲ့ဒီ Galaxy S25 Ultra နဲ့ vlog ရိုက်တဲ့အခါမှာ smooth zone ဆိုတဲ့ features ပါလာသေးတယ်အဲ့ဒါ Samsung တော့ mention မလုပ်လောက်တာမတွေ့ရဘူးပေါ့နော်နောက်ပြီးတော့ဟိုကျွန်တော်သုံးကြည့်ရတဲ့လောက်လေဒီ smooth zone ကတော်တော်လေးကို smooth ဖြစ်တဲ့အတွက်ကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာ ဓာတ်ပုံပိုင်းကတော့မနစ်ကနဲ့ရှင်းလိုက်ရင်အကြောင်းလေးအများကြီးမရှိဘူးဆိုပေမဲ့သူ extra wide sensor ကတော့ upgrade လုပ်ပေးလိုက်တယ်ပေါ့နော်အဲဒီလို upgrade လုပ်ပေးလိုက်တာပိုကောင်းသွားပါတယ်ပိုကောင်းသွားရဆိုတော့အရင်လို camera sensor ပြောင်းသွားတဲ့အခါမှာ color shift ဖြစ်တာမျိုးတွေမရှိတော့ဘူးနောက်ပြီး sensor ပြောင်းလိုက်တဲ့အတွက်ကျွန်တော်လိုလိုက်ပိုင်းမှာဒီ extra wide ကလည်းတိတိတသားလေးပို့ပြီးတော့ကောင်းလာတယ် တခြား performance ပိုင်းအတွက်ကတော့အများကြီးပြောနေကြမလို့ဘူးကွယ်ကွန်းကနောက်ဆုံးထွက်ထားတဲ့ Snapdragon AE လို့ချုပ်ကိုတုံးလာတယ်နောက် Wine 7ကလည်းမိုက်နေတုံးပဲဒါမှမဟုတ် software update အနေနဲ့ဆိုရင်ခုနှစ်နှစ်ကရအောင်ပဲထူးခြားလာတာဒီ Galaxy S25 Ultra မှာ battery အနေနဲ့က5000 mAh ပဲပါလာတာ silicon carbon battery မဟုတ်ပေမဲ့တော်တော်လေးအခက်တယ်လို့ပြောလို့ရရပါတော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ကတရက်ခွင်းနှစ်ရက်လောက်ကတော့ AC တတရာရာတုံးလို့ရတယ်ဆိုတော့ဒီ Galaxy S25 Ultra ဒီတစ်လအတွင်းမှာကျွန်တော်တို့ဆိုရင် ဘာတွေပို့သုံးပြလဲဆိုတော့ AI features တွေကိုပို့သုံးဖြစ်သွားစေတဲ့ဖုန်းဆိုရင်မှန်ပါဘူးပြီးဒီတရအတွင်းမှာကျွန်တော်ကြုံခဲ့ရတဲ့ experience အရာတွေဆိုရင်လည်းဒီ Galaxy S25 Ultra Samsung ရဲ့ S series ဖုန်းတစ်လုံးပီတာနေတဲ့ဖုန်းလို့ပဲပြောရင်အဆုံးထိကြည့်ပြအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ